်မင်္ဂလာညချမ်းပါရှင်2023ခုနှစ်ဩဂုတ်လ22ရက်ကြာသပတေးနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့၉နာရီထိတင်ဆက်သွားမှာပါ။ဒီနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါရမရှင်။ ပြည်ထောင်စုလွှတ်တော်နဲ့နိုင်ငံတော်သမ္မတကြားပေးပို့တဲ့တဝင်လှတွေကိုလွှတ်တော်ကိုယ်စားလှယ်တွေတောင်မသိရသေးပဲနိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြတာဟာလွှတ်တော်အပေါ်ပြည်သူတွေအထင်လွဲအောင်လှုံ့ဆော်ချက်ဖြစ်တယ်လို့လွှတ်တော်ဒုတိယနိုင်ငံကဥပဒေချမ်းပူပေါင်းကော်မတီဥက္ကဋ္ဌဦးနန္ဒကျော်စွာကပြောလိုက်ပါတယ်ဒီနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာသမ္မတကလွှတ်တော်ကိုပြန်လည်ပေးပို့တဲ့ဥပဒေနှစ်ရက်နဲ့ပတ်သက်ပြီးဥပဒေချမ်းပူပေါင်းရေးကော်မတီရဲ့အစည်းအဝေးခန်းစာတင်သွင်းချိန်မှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့တဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့2023ခုနှစ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေချဲ၂ရပ်ကိုအခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးတမရဦးသိန်းစိန်ကတုံ့တက်ချက်နဲ့အတူပြန်လည်ပေးပို့ခဲ့တယ်လို့အစိုးရထုတ်သတင်းစာတွေမှာလည်းဖော်ပြခဲ့ပါတယ်။ ဥပဒေတရရက်ကိုအုပ်ချုပ်ရေးပိုင်းကပြင်ဆင်ဖြည့်ဆွတ်ပယ်ဖျက်လိုရင် ဖွဲ့စည်းပုံခြေကဥပဒေနဲ့သက်ဆိုင်တဲ့ဥပဒေဤဥပဒေတွေအတိုင်းလိုက်နာဆောင်ရွက်ဖို့တာဝန်ရှိတယ်လို့လည်းဒီနေ့တင်သွင်းတဲ့ဥပဒေချမ်းပူပေါင်းကော်မတီရဲ့အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်ရှင်။ကုလသမဂ္ဂလူခွင့်ရေးထူးကိုယ်စားလှယ်သောမတ်စကင်တာနာလိုက်ပါလာတဲ့ရင်တန်းမိထီလာမျိုးမှာအကျန့်ဖက်ခံခဲ့ရတဲ့ဆိုတာဟာမမှန်ကန်ဘူးဆိုပြီးသမရရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဝန်ကြီးဦးရထွတ်ကညှင်းဆိုလိုက်တဲ့အကြောင်း AP သတင်းဌာနကဒီနေ့ဖော်ပြပါရယ်ဒီလူအုပ်ဟာမစ္စတာကင်တာနာကိုစာတစောင်းနဲ့တီရှပ်အင်ကြီးတစ်ထည်လက်ဆောင်ပေးဖို့စူးစမ်းခဲ့ကြတာဖြစ်တယ်ဆိုပြီးဥယျာထွရဲ့ပြောဆိုချက်ကိုသတင်းမှာဖော်ပြထားပါရယ်ဆယ်ရက်ကြာမြန်မာနိုင်ငံခီးစဉ်အတွင်းမိထီလာမျိုးကိုရောက်ရှိစဉ်မှာလူ200လောက်ရှိတဲ့အုပ်စုကသူ့ရဲ့ကားကိုဝိုင်းပြီး Orhit ထုနဲ့ရိုက်ပုတ်ခဲ့ကြတယ်ဆိုပြီးမစ္စတာကင်တာနာကသတင်းထောက်တွေကိုပြောခဲ့တာပါအဲ့ဒီအချိန်အခိုက်အတန့်မှာသူ့အနေနဲ့လုံးဝအကာအကွယ်မဲ့သွားတယ်လို့ခန်းစားလိုက်ရကြောင်း ြမဆိုးရဟာကုလသမဂ္ဂကိုယ်စားလှယ်တယောက်ကိုအကာအကွယ်ပေးဖို့တာဝန်ရှိပေမဲ့ဒီလိုကာကွယ်ဖို့ပြက်ကွက်ခဲ့တဲ့အကြောင်းဒီဖြစ်ရကြောင့်ပြီးခဲ့တဲ့မတ်လကမိထီလာချန်ဖက်ပြိပခအတွင်းအကာအကွယ်မဲ့ဒုက္ခတွေတွေဘလောက်စိုးရိမ်ထိတ်လန့်ခဲ့ကြမယ်ဆိုတာကိုနားလည်နိုင်ပြီဖြစ်ကြောင်းမစ္စတာကင်တာနာကပြောဆိုခဲ့ပါတယ်ရှင်မစ္စတာကင်ဒါနာရဲ့ဆက်ရက်ကြာခီးစဉ်အပြီးမြန်မာနိုင်ငံကမထွက်ခွာခင်မင်္ဂလာလူလိမ့်စိတ်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းအပြည့်အစုံကိုကျမတို့ရဲ့အဖွဲ့သားကိုဝင်းနိုင်ကတင်ပြပေးမှာပါရှင်။ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးအထူးကိုယ်စားလှယ်မစ္စတာကန်တန်းနာဟာအော်ဂိုလာ၂၁ရက်နေ့မနေ့ည၆နာရီလောက်ရန်ကုန်ပြည်ဆိုင်ရာလေစိတ်မှာမြန်မာနိုင်ငံကမထွက်ခွာခင်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံကီးစင်အတွင်းရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကချင်ပြည်နယ်မန္တလေးနဲ့မိထလာမြို့တွေကိုရောက်ရှိခဲ့တဲ့အခြေအနေအသေးစိတ်ကိုသတင်းတောက်တွေကိုရှင်းပြခဲ့တာပါမိထလာမြို့ကိုအော်ဂိုလာ19ရက်နေ့ည10:00နာရီကျော်လောက်အချိန်ရောက်ရှိခဲ့ချိန်မှာ အင်းအား200လောက်ရှိတဲ့လူအုပ်စုကသူ့ရဲ့ကားကိုဝိုင်းပြီးအော်ဟစ်ထုနဲ့ရိုက်ပုတ်ခဲ့ကြတယ်လို့သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းရှင်းပြခဲ့ပါတယ်။ My car was sent upon by a crowd of around 200 people who proceeded to punch and kick the windows and doors နိုင်ငံတော်အစိုးရဟာကျွန်တော်ကိုအကာအကွယ်ပေးဖို့တောင်းရှိပါတယ်။ဒါပေမဲ့မိသည့်လူညိုရေးတပ်ဖွဲ့ကမှအကာအကွယ်မပေးခဲ့ပါဘူး။ ီဖြစ်ရကြောင်းပြီးခဲ့တဲ့မလကဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအတွင်းအာဏာပိုင်တွေရဲ့ကာကွယ်စောင့်ရှောက်မှုကိုမရရှိခဲ့တဲ့ဒုက္ခသည်တွေရဲ့ခံစားချက်ကိုနားလည်သွားခဲ့ပါတယ်လို့လည်းမစ္စတာကင်ဒါနာကပြောခဲ့တာပါသူဟာအဲ့ဒီညကမွတ်စလင်ဒုက္ခသည်1600လောက်ရှိတဲ့ဒုက္ခသည်စခန်းကိုတွားရောက်ကြည့်ရှုဖို့မူလကစီစဉ်ထားခဲ့တာကိုလည်းအဲ့ဒီလိုဖြစ်ရကြောင်းဖျက်သိမ်းခဲ့ရပါတယ်လို့မစ္စတာကင်ဒါနာကပြောပါတယ်မစ္စတာကန္နနာကိုဆနာပြမှာပါဝင်ခဲ့တဲ့မိထလာမျိုးကံတူဦးဖြစ်သူကိုခိုင်ကိုအဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးမေးကြည့်ရမှာ အဲ့ဒီညကသူတို့အနေနဲ့မစ္စတာကန်တာနာကိုအိတ်ဖွင့်ပေးစာပေးဖို့စူးစမ်းခဲ့တာတော့ရှိကြောင်းပြောပါတယ်။ဒါအပြင်ညဘက်မှာဆန္ဒပြဖို့ကိုတော့ခရိုင်အာဏာပိုင်တွေထံမှကြိုတင်ခွင့်ပြုချက်ရယူပြီးစူဝေးဆန္ဒပြခဲ့ကြတာဖြစ်ကြောင်းလည်းရှင်းပြပါတယ်။မစ္စတာကန်တာနာကကိုထုနှက်ခဲ့သူတွေထဲမှာမေဒီလာမျိုးအခြေဆိုင်88မျိုးဆက်ငိမ့်ချမ်းရင်းနဲ့ပွင်လင်းလူဖွဲ့စည်းကအဖွဲ့ဝင်တချို့လည်းပါတယ်လို့ပြောကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ခြေဆိုင်88မျိုးဆက်ရုံးချုပ်ကိုမေးမြန်းကြည့်ရမှာ မိလာခြေဆိုင်88ပွင်လင်းလူအဖွဲ့အစည်းအဖွဲ့ဝင်တချို့ကိုသတိပေးပြီးဖြစ်ကြောင်းမစ္စတာကန်ဒါနာကိုစန့်ကျင်တာဟာ88ရဲ့မူဝါဒမဟုတ်ကြောင်းရုံးချုပ်တောင်းရှိသူတွေက RFA ကိုပြောပါတယ်။ဒါအပြင်မစ္စတာကန်ဒါနာဟာရခိုင်ပြည်နယ်စစ်တွေမြို့ကိုဩဂုတ်လ12ရက်နေ့ကရောက်ရှိစဉ်စစ်တွေမြို့ကန်တွေကလည်းသူ့ကိုအလိုမရှိကြောင်းဆန္ဒပြခဲ့ကြပါတယ်။မစ္စတာကန်ဒါနာဟာသူ့ရဲ့ခီးစဉ်တွင်ကချင်ပြည်နယ်မြကြီးနားမြို့ကိုရောက်ရှိစဉ်အစိုးရနဲ့ KIO တို့သဘောတူညီချက်ထက်မှပါတဲ့စစ်ပေးဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကိစ္စထည့်သွင်းသဘောတူခဲ့ကြတဲ့အတွက်ချီးကျူးပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ကချင်လူမျိုးရေးဖွဲ့ KIO ဌာနချုပ်လိုင်ဇာဒေတာဘက်ကိုတွားရောက်လေ့လာဖို့ခွင့်တောင်းရမှာပြည်နယ်နဲ့ဗဟိုအစိုးရကခွင့်မပြုခဲ့ဘူးလို့လည်းထည့်သွင်းရှင်းပြခဲ့ပါတယ်။အခုခီးစဉ်ဟာမစ္စတာကနန်းနာရဲ့ရှစ်ချိန်မြောက်မြမပြည်ခီးစဉ်ဖြစ်ပါတယ်။ဒီခီးစဉ်တွေကတွေးရှိချက်တွေကိုလာမယ့်အော်တိုဘာလ24ရက်နေ့ကုလသမဂ္ဂအထွေထွေညီလာခံမှာတင်ပြမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။အားဖေဖွဲ့တာကိုဝင်းနိုင်တင်ပြသွားတာပါရှင်။ ဒီမိုကရေစီရဲ့အနှစ်သာရဟာအများရဲ့ဆုံးဖြတ်ချက်နဲ့ဆန္ဒအတိုင်းလုပ်ကိုင်ဆောင်ရွက်ရတာဆိုပေမဲ့လူနည်းစုရဲ့ဆန္ဒကိုလည်းလေးစားတမှုထားရမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ဒီမိုကရေစီဆိုတာအများရဲ့ဆုံးဖြတ်ချက်လက်ခံရတယ်ဆိုတော့ဘောကဘာဖြစ်လို့လဲဆိုတော့လူလူများဟာပုလူစဉ်လူသားများဟာအလုံးဟာတသဘောတည်းဆိုတော့ဘာမှမဖြစ်ဘူး။အဲ့တော့အများရဲ့ဆန္ဒကိုခံယူပြီးတော့ပြေလည်အောင်လုပ်မယ်။သို့သော်ညာလည်းအများရဲ့ ဒီကနေ့ပြည်ထောင်စုလွှတ်တော်ကိုလာရောက်လေ့လာတဲ့ရန်ကုန်တိုင်းတာကေတနဲ့မင်္ဂလာတောင်မြို့မြို့နယ်တွေက NLD ပါတီဝင်တွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့တာပါ။ဒါအပြင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာဒီမိုကရေစီရေးနဲ့အမျိုးသားရေးကိုအခြေခံထားတဲ့ပါတီအဖွဲ့အစည်းဖြစ်တဲ့အတွက်ဒီမိုကရေစီအခြေခံလုပ်ပုံလုပ်နည်းတွေနဲ့ဆက်သွားဖို့လိုအပ်တယ်လို့လည်းဒေါက်ဆန်းစုကြည်ကထည့်သွင်းပြောဆိုခဲ့ပါတယ်ရှင်။ကွယ်လွန်သူဆရာကြီးတကုံတာယာရဲ့ဇာပနအခမ်းအနားအတွက်အလှူငွေအဖြစ်သမရဦးသိန်းစိန်ကမနေ့ကအလှူငွေ2သိန်းလှူဒန်းလိုက်ပါတယ် အောင်မဲမြို့နယ်စီပင်တရားအဖွဲ့ဥက္ကဋ္ဌနဲ့ကလောမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တို့ကတမရကိုစားအလှငွေတွေလာရောက်ထည့်ဝင်သွားတယ်လို့ဇာပနအခမ်းအနားကော်မတီဖွဲ့ဝင်ဒေါ်မြင့်စိန်က RFA ကိုပြောပါတယ်။အလားတူရှမ်းပြည်နယ်ဝန်ကြီးချုပ်ကလည်းအလှငွေကြက်သသိန်းလာရောက်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဆရာကြီးတကုံတရာရဲ့ဇာပနအခမ်းအနားကိုအောင်မဲမြို့နယ်အိမ်မှာမြန်မာနိုင်ငံတဝန်းကကြပြားဆရာတွေဆိုင်းဆရာတွေဥဆောင်ပြီးမနေ့ကကျင်းပခဲ့ပါတယ်။ ဆရာကြီးရဲ့ကြက်ရှိတဲ့ရုပ်ကလပ်ကိုအောင်ပန်းမြို့မင်းကူတုတ်တန်းမှာမိတ္တူခဲ့ကြပါတယ်။အသက်65နှစ်ရှိပြီဖြစ်တဲ့ဦးထေးမြိုင်ခေါ်ဆရာကြီးတကုံတာယာဟာပြီးခဲ့တဲ့ဩဂုတ်လ19ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နေမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဆရာကြီးတကုံတာယာရဲ့ဇာပနအခမ်းအနားအကြောင်းအပြည့်အစုံကိုအစီအစဉ်နောက်ပိုင်းမှာထုတ်လွှင့်ပေးဖို့ရှိပါတယ်ရှင်။ ဆေးရင်ပါ TV ယောဂါတက်ဖြည့်ရေးအတွက်အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကိုမြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနဲ့ MSF လို့ခေါ်တဲ့နေစည်းမချားဆရာဝန်များအဖွဲ့ WHO ကမ္ဘာကျန်းမာရေးအဖွဲ့တို့ပူးပေါင်းပြီးရန်ကုန်မြို့အင်းရလဲဟိုတယ်မှာဒီကနေ့စတင်ကျင်းပနေပါတယ်မြန်မာနိုင်ငံမှာဆေးရင်ပါ TV ယောဂါဖြစ်ပွားတဲ့အရေးအတွက်အတိအကျသိနိုင်မှုခက်ခဲနေတဲ့ကြောင်း ရရှိထားတဲ့စီးရင်တွေအရမြန်မာနိုင်ငံမှာ TV ဝေဒနာတဲ့3သိန်းလောက်ရှိနေမယ်လို့ခန့်မှန်းရပြီးအဲ့ဒီထဲက15000လောက်ဟာစီးရင်ပါ TV ဝေဒနာရှင်တွေဖြစ်တယ်လို့ခန့်မှန်းရကြောင်း MSF အဖွဲ့ရဲ့နိုင်ငံတကာဥက္ကဋ္ဌဒေါက်တာဦးနီကရကနာကပြောပါတယ်စီးရင်ပါ TV ယောဂါကိုကရှာဖွေကုသနိုင်မှုအတွက်ဓာတ်ခွဲကန်းလူအင်အားနဲ့ငွေကြေးအခက်အခဲတွေရှိနေတဲ့အကြောင်းမြန်မာနိုင်ငံ TV ယောဂတိုက်ဖြတ်ရေးစီမံကိန်းကတာဝန်ရှိသူတူဖြစ်တဲ့ဒေါက်တာဒေါ်တနာလွင်ကပြောပါတယ် 2012ခုနှစ်ကုန်ထိဆေးရင်ပါ TV လူနာပေါင်း800ကျော်သာကုသပေးနိုင်ခဲ့ပြီးဒီရေအတွက်ဟာလဲရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်ကသာဖြစ်ကြောင်းအခု2013ခုနှစ်အတွက်လူနာ900ဆအတွက်ပဲဆေးရှိတယ်လို့လဲဆိုပါတယ်ဒီနေ့စတင်ကျင်းပတဲ့ဆွနီဝဲရနေဆေးရင်ပါ TV ယောဂတိုက်ဖြတ်ဖို့စောင့်ရှောက်မှုနီးလန်းအစ်စ်တွေကုထုံးအစ်စ်တွေကိုရရှိဖို့ရည်ရွယ်တယ်လို့လဲသိရပါတယ်ရှင် 1990ပြည့်နှစ်ပါတီဆုံးထွေထွေရွေးကောက်ပွဲဝင်ဖို့အတွက်တည်ထောင်ခဲ့ကြတဲ့နိုင်ငံရေးပါတီတွေဟာမကြခင်ပါတီတည်တန်း25နှစ်ပြည့်တော်မှာဖြစ်တာကြောင့်ဝင်ရုပ်အထိမ့်မဲ့အခမ်းအနားတွေကိုကျင်းပဖို့စီစဉ်နေကြပါတယ်1988ခုနှစ်မှာဥနေဝင်ဦးဆောင်တဲ့တပါတီအာဏာရှင်စနစ်ကိုပြည်သူတည်ရလုံးကစန့်ကျင်အောင်ကြွားခဲ့ကြပြီးတဲ့နောက် စစ်တပ်ကတကြော့ပြန်အာဏာသိမ်းလိုက်ပြီးပါတီစုံထရွေရွေးကောက်ပွဲကျင်းပပေးမယ့်အကြောင်းကြေညာခဲ့ပါတယ်။အဲဒီနောက်စက်တင်ဘာနဲ့အောက်တိုဘာလတွေအတွင်းနိုင်ငံရေးပါတီတွေအသီးသီးတီထောင်ခဲ့ကြတာပါ။60ရွေးကောက်ပွဲမှာမဲအများဆုံးနိုင်ရခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ငွေရထုခန်းနာကိုစက်တင်ဘာ29ရက်နေ့ရန်ကုန်မြို့မှာကျင်းပမယ်လို့ NLD ဗဟိုလုံမှုဆောင်အဖွဲ့ဝင်ဦးညံဝင်းကပြောပါတယ်။ 90ရွေးကောက်ပွဲမှာဒုတိယမဲအများဆုံးနိုင်ရခဲ့တဲ့ရှန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNL ရာလဲငွေရုခန်းနာကိုလာမယ့်အောက်တိုဘာ26ရက်နေ့ကျရင် လာရှုံမြို့မှာကျင်းပမယ်လို့သိရပါတယ်1990ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာမြန်မာနိုင်ငံတမိုင်းမှာပါတီအရေးအတွက်အများဆုံးရွေးကောက်ပွဲဝင်ခဲ့တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ကမ္ဘာတမိုင်းမှာလည်းရွေးကောက်ပွဲပြီးပေမဲ့လွတ်တော်မခွာသေးတဲ့တစ်ခုတည်းသောရွေးကောက်ပွဲဖြစ်တယ်လို့လေ့လာသူတွေကပြောပါတယ်ရှင် အင်းစိန်ထောင်မှာဖန်စီထိမ့်သိမ်းခံထားရတဲ့ဒီမိုကရေစီစင်စစ်မပြတ်လှုပ်ရှားမှုအဖွဲ့ရဲ့ခေါင်းဆောင်ကိုထင်ကျော်နဲ့ရန်ကုန်တင်ကန်းကျွမြို့နယ်ရကိုစိန်တန်းကိုကျော်လွင်တို့သုံးကိုတင်ကန်းကျွမြို့နယ်တရားရုံးမှာဒီကနေ့နောက်တစ်ချိန်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်ကိုစိန်တန်းနဲ့ကိုကျော်လွင်တို့ကိုဒဏ်ငွေတတောင်းဓမ္မမဟုတ်ထောင်ဒဏ်တစ်လကျခံစေဖို့တရားရုံးကအမိန့်ချလိုက်ရမှာနှစ်ဦးစလုံးကဒဏ်ငွေပေးဆောင်ခဲ့ပါတယ်သူတို့သုံးကိုဘီယန်ကုန်းရောက်ဥက္ကလာနဲ့တကုံမြို့နယ်တရားရုံးတွေက ခွင့်ပြုချက်မရဘဲစီတန်းလဲလဲမှုပုံမှ18အပြင်နိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှ905ခါခွေးနဲ့တရားစွဲဆိုထားတာရှိသေးတယ်လို့လည်းသိရပါတယ်။ကိုထင်ကျော်ဟာလက်ဘရောင်းတောင်တပိတ်စခန်းကိစ္စအပြင်မြန်မြန်ကုန်းမြို့နယ်နဲ့တင်ငန်းကျွန်းမြို့နယ်မိချောင်းကန်ရက်ကွက်ကမြေသိမ်းခံရတဲ့သူတွေကိုကူညီမှုကြောင့်တရားစွဲဆိုခံထားရတဲ့အမှုပေါင်းဆလေးမှုရှိတယ်လို့လည်းသိရပါတယ်။ဒီနေ့ယုံကျိန်းမှာမိချောင်းကန်ရက်ွက်သူရက်ွက်သားတွေကကိုထင်ကျော်ကိုလာရောက်ပြီးအားပေးခဲ့ကြပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပေးမှာပါ။ကျမတို့ RFA ရုံမြင့်တန်ကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်။ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင်။ ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေတွေ့ဆုံမိမြန်ကန်တွေကိုထုတ်လွှင့်ပေးမှာပါရှင်ဩဂုတ်လ19ရက်နေ့ကွယ်လွန်သွားခဲ့တဲ့ဆရာကြီးတခုံတရာရဲ့ဇာပနအခမ်းအနားကိုရှမ်းပြည်တောင်ပိုင်းအောင်မဲမြို့နယ်မှာမနေ့ကကျင်းပခဲ့ပါတယ်အပြည့်အစုံကို RFA သတင်းတောက်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်ငါမဟာတခုံတရာအမှုပညာအလဖယားမဟာတခုံတရာ တရဏကိသာမီမနေ့ကဆရာကြီးတကုံတာယာနောက်ဆုံးနေသွားခဲ့တဲ့နေအိမ်မှာဇာပနာအခမ်းအနားကျင်းပခဲ့တာပါ။ဆာရေးဆရာ၊ကြပြားဆရာ၊နိုင်ငံရေးပါတီတွေကပုံကိုတွေ၊ညွတ်ကန်တွေတက်ရောက်ခဲ့ကြပါတယ်။ဆရာတကုံတာယာဟာမြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုပြည်တွင်းငြိမ်းချမ်းရေးအတွက်စ조사အားထုတ်မှုစာပေဂီတအမှုပညာစတဲ့ဆောင်ရွက်မှုတွေကိုဂုံပြုတဲ့အနေနဲ့မနေ့ကပြုလုပ်တဲ့ဇာပနာမှာ 10မိနစ်ငြိမ်သက်ဆူတောင်းခဲ့ကြပါတယ်။ဒါ့အပြင်ဆရာတကုံတာယာဇာပနာကော်မတီကတန်ဒိတ်ထန်စာရန်ကိုဖတ်ကြားခဲ့တယ်လို့ကဗျာဆရာ တွေကလည်းဆရာတကုံတာယာအတွေ့ဂုံပြုတ်ကဗျာတွေရွတ်ဆိုခဲ့ကြပါတယ်။တကုံတာယာသမင်းတကုံတာယာအလင်းတကုံတာယာတချင်းတကုံတာယာပန်းကင်းတကုံတာယာမနေ့ ဒါအပြင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကရာဒေါအောင်ဆန်းစုကြည်ကလွမ်းသူပန်းခွေပေးပို့ခဲ့ပြီးနိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်းဆရာတကုံတရားဇာပနအတွက်အလှငွေပေးပို့ခဲ့ပါတယ်။ဆရာကြီးတကုံတရားပြောသွားတဲ့စကားတွေဟာမြန်မာနိုင်ငံအတွက်တင်မကဘဲတကဘာလုံးနဲ့ပါအသက်ဆိုင်နေတယ်လို့နိုင်ရေးကူညီမှုအသင်းရန်ကုန်ရဲ့ဥက္ကရာဥကျော်သူက RFA ကိုပြောပါတယ်။ဆရာကြီးတကုံတရားညီညာရေးဖခင်ပါ။ 表姐，这是什么？养的米虫，水塘子，毛的米虫，池塘子，是吧？是吧？养的蚂蚁，人口，马路边，人家打米虫，是吧？是吧？你看，人家自家养，自己家做的米，是吧？对不对？对。再来，呃，假如在今天家，新的蘑菇的，它变坏的。 အာနိုင်ငံကောင်းဆောင်နေပါတီကောင်းဆောင်နေလူငွေအသိအဖွဲ့ဒီဒါရီအားလုံးကအတားရဖြုတ်ပြီးတော့အဘရာဟိတတူကလူသားချင်းစာနာစိတ်နဲ့လုံးကြဖို့အချိန်တက်ပြီဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးမိုးဝေမဂ္ဂဇင်းအတွက်ဆရာတကုံးတာယာရေးသားခဲ့တဲ့အထက်ကပေါ်ပြခွင့်မရခဲ့တဲ့ဆောင်းပါးတစ်ပုဒ်အကြောင်းကို စာရေးဆရာ ကြပြားဆရာမောင်နွေထက်က RFA ကိုအခုလိုပြောပြပါဗါဒီနေ့ကျွန်တော်တို့သွားရတယ်ဒီမိုကရေစီပေါ့ရနော်ဒီမိုကရေစီဆိုတာတကယ်တမ်းကျွန်တော်တို့လူမသိသူမသိဆရာရဲ့စောင်းစောင်းပါးတဲ့ဆောင်ရှိတယ်အဲ့ကောင်ဆရာမျိုးမငြိမ်းနေဒီတန်းလေးဆန်ကိုစောင်းငြိမ်းကြောင်းကြီးရဲ့အဲ့မှာဒီတန်းဆရာကြီးမြောက်ကိုရေးပြီမဲ့ဆရာကလူမငြိမ်းကြောင်းကိုအဓိကထားရေးတဲ့ချိန်အမှုပညာတွေတွေကခစ်ကောင်းမှာခစ်ဆိုတာဒီမိုကရေစီခစ်ရောက်မှာသူကပုံပြီးပွင့်လဲဒီမိုဆိုတာဒီမိုကရေစီဆိုတာဆရာရှင်းပြတယ် ော့ကျွန်တော်နားလေတဲ့ဆရာရှင်းပြတဲ့ဒီမိုကရေစီကတော့ဒီမိုကရေစီဆိုတာ great ကားလားဒီမိုဆိုတာပြည်သူကရေစီဆိုတာအာဏာဒီမိုဆိုတာလူတုကရေစီဆိုတာအခွင့်အရေးလူတုအာဏာလူတုအခွင့်အရေးလူတုပြန်ပေးဆိုတဲ့ ောင်းပါတော့မိုးဝေစာပေမဲ့ဇင်းထောင်းက60အတွိုင်းမှာရေးတယ်ဒါပေမဲ့အဲ့ဆရာဆောင်းပါအလင်းမွန်မဲနဲ့စဉ်းစားကြည့်ပါတယ်စာရေးဆရာမဒေါ်ဒေဝီတန့်စင်ကလည်းဆရာတကုံတာယာရဲ့အကြောင်းတွေကိုအခုလိုပြန်ပြောပြပါတယ်ဆရာတကုံတာယာဆိုပြီးတော့သူ့ရဲ့ဝါသနာအလျောက်ပေါ့နော်ဆရာကပြဆရာစာရေးဆရာဖြစ်ခဲ့တာဒီတိုင်းကအတိမတ်ပြုပါတယ်လေးစားကြပါတယ်ဒါပေမဲ့လို့ဆရာကြီးကနိုင်ငံရေးသမားတော့မဟုတ်ဘူး နိုင်ငံရေးသမားမဟုတ်ပေမဲ့ဆရာကြီးရဲ့ယုံကြည်ခြင်းနဲ့ယက်တီချက်ကနိုင်ငံရေးသမားတယောက်လိုပဲနောက်ဆုံးချိန်အထိမတမခိုင်မာသွားတယ်။အဲ့ဒါဟာဘာလဲဆိုငင်းချမ်းရေးနဲ့ပတ်သက်တယ်။အမှန်တရားမှာပြည်သူဘက်မှာအငြင်းရက်သွားတယ်။နော်အဲ့ဒါဟာဆရာကြီးရဲ့နောက်ဆုံးသူ့ရဲ့ခိုင်မာတဲ့ယက်တီချက်ပဲနော်။အဲ့တော့ဒေါ်လေးတို့ကဒါကိုအများကြီးလေးစားပါလိမ့်။ဂုဏ်ပြုပါလိမ့်။အဲ့ဒါဆရာကြီးတကုံတာယာရဲ့နောက်ဆုံးခီးကို မြန်မာနိုင်ငံနေရာအနှံ့ကကြပြားဆရာတွေစာရေးဆရာတွေ88မျိုးဆက်ចောင်းသားကောင်းဆောင်တွေနိုင်ငံရေးသမားတွေဆွေမျိုးတွေဒေသခံတွေအပါအဝင်ဆရာကိုချစ်တဲ့မိတ်ဆွေပေါင်းသင်းတွေကလိုက်လံပို့ဆောင်ခဲ့ကြပါတယ်။မနေ့ကညနေ၄နာရီမှာဆရာကြီးရဲ့ရုပ်အလောင်းကို အောင်ပန်းမြို့မင်းကူတုတ်တံမှာမိတကြိုခဲ့ပါတယ်။ဒီကနေ့မနေ့ဆရာကြီးတကုံတာယာအတွက်ရည်စူးပြီးတန်ဃာတော်တွေကိုနေစွန်းကတ်လူခဲ့ပါတယ်ခင်ဗျာ။ ြန်မာနိုင်ငံမှာတမရိုးချဆေးဝါးနဲ့ကုသလို့မရတဲ့ဆေးရင်ပါ TB ဝေဒနာရှင်ရေအတွက်ဟာနှစ်စဉ်900နီးပါးအထိတိုးလာနေတယ်လို့ MSF ခေါ်နေစည်းမချဆရာဝန်များအဖွဲ့ရဲ့နိုင်ငံတကာဥက္ကဋ္ဌဒေါက်တာဦးနီကရုဏာကာရကရန်ကုန်မြို့အင်းရလက်ဟိုတယ်မှာကျင်းပတဲ့ဆွေးနွေးပွဲမှာပြောပါရယ် MSF ရဲ့နိုင်ငံတကာဥက္ကဋ္ဌဒေါက်တာရူနီကရုဏာကာရကို RFA ဝိုင်းတော်သားကိုဝင်းနိုင်ကတွေ့ဆုံပြီးမြင်ထားပါရယ်ရှင်။ I heard that you were talking about how bad the DRTV is in the, this country. စေးရင်ပါ TV ဖြစ်တဲ့နှုန်းဟာမြန်မာနိုင်ငံမှာစိုးရင်စရာအဆင့်ကို ရောက်ရှိနေပြီလို့ထင်မြင်မိပါသလားခင်ဗျာ DRTV is a problem globally and um, like I said in my remarks earlier စေးရင်ပါတဲ့ TV ရောဂါဟာတစ်ကမ္ဘာလုံးတိုင်းတာနဲ့ဖြစ်နေတာပါနေရာတိုင်းမှာစေးရင်ပါတဲ့ TV ဝေဒနာရှင်အရေးအတွက်အများအပြားတွေ့ရပါတယ်မြန်မာနိုင်ငံမှာတော့အရေးအတွက်ကိန်းဂဏန်းအပြင်အတိအကျမသိရှိနိုင်သေးပါဘူး အကြမ်းပြင်းခံမှန်းချက်ရမြန်မာနိုင်ငံမှာ TB ဝေဒနာရှင်3သိန်းလောက်ရှိမယ်အဲ့ဒီထဲက900ခန်းလောက်တပေါင်းကွဲလောက်ဟာဆေးရင်ပါတဲ့ TB ဝေဒနာရှင်လို့ပြောနိုင်ပါတယ်နောက်တစ်ခုကျွန်တော်တို့သိတာကမြန်မာနိုင်ငံမှာဆေးရင်ပါတဲ့ TB ဝေဒနာရှင်အရေအတွက်ဟာနှစ်စဉ်9000လောက်တိုးတက်လာတယ်ဆိုတာပါပဲအဲ့ဒီထဲကဝေဒနာရှင်ပေါင်း800လောက်သာကုသမှုခံယူနေတယ်လို့ပြောလို့ရပါတယ်အဲ့ဒီဝေဒနာရှင်တွေအားလုံးဟာရန်ကုန်မြို့ကပါပဲဒါကြောင့်ကုသပေးနိုင်ဖို့နီးလန်းနဲ့အစိုးရကျန်းမာရေးဝန်ကြီးဌာနကအ мян ဆုံးအရေးယူဆောင်ရွက်မှုလိုအပ်နေတာအမှန်ပါပဲ So why has the MSF စည်ရင်ပါ TV ဖြစ်တဲ့နှုန်းကအထင်ရှားဖြစ်နေတာနှစ်တော်ကြာပြီလို့သိရှိရပါတယ်။ဘာကြောင့်အခုလိုအချိန်မှနယ်စည်းမထဆရာအောင်များဖွဲ့ဟာအစိုးရကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာရတာပါလဲ။မြန်မာနိုင်ငံက TV ဝေဒနာရှင်တွေအားလုံးစေဝါကူတာမှုရဖို့အတွက်ကျန်းမာရေးဝန်ကြီးဌာနမှာတာဝန်ရှိပါတယ်။တစ်ချိန်တည်းမှာလည်းအဖွဲ့အစည်းတွေအားလုံးပါဝင်ပြီးပူးတွဲဆောင်ရွက်ဖို့လိုအပ်နေပါတယ်။နယ်စည်းမထဆရာအောင်များအဖွဲ့ဟာ ကျမ်းမာရေးဝန်ကြီးဌာနနဲ့ပူးတွဲပြီးစေဝါကုသမှုအစဉ်ချောအောင်ကြိုးပမ်းနေပါတယ်။အခုကုသမှုနီလန်းအသင်းနဲ့ဝေဒနာရှင်တွေကိုကူညီဖို့အစဉ်သင့်ဖြစ်နေပါပြီ။အရင်ကတီဗီဝေဒနာရှင်တို့ကနှစ်နှစ်လောက်ဆေးတောက်ရာကနေ6လလောက်ထိရော့ကျသွားတဲ့နီလန်းအသင်းနဲ့ကုသပေးနေသလိုပုံများတဲ့ဝေဒနာရှင်အရေအတွက်ကိုလည်းကုသပေးနိုင်အောင်ကြိုးစားနေပါတယ်။ဆေးရင်ပါတဲ့တီဗီဝေဒနာရှင်တွေကိုစည်ရင်ကောက်ယူတာအပြင်ကုသမှုပါလဲထိရောက်အောင်ကြိုးပမ်းနိုင်နေပါပြီ။ဆေးရင်ပါတဲ့တီဗီရောဂါကိုကုသနိုင်တဲ့ဆေးဝါးအသစ်ကိုလည်းမြန်မာနိုင်ငံမှာရောက်အောင်ကျွန်တော်တို့တောင်းရွက်နိုင်ပါပြီ။ အစိုးရအနေနဲ့ TB ရောဂါတိုက်ဖျက်ရေးအတွက်စ조사အားထုတ်မှုရှိတယ်လို့ထင်မြင်မိပါသလားခင်ဗျာဒီနေ့အဖွဲ့မင်းကောမှာကျမရေးဝင်ကြီးဌာနတာဝန်ရှိသူခရီးပေးသွားသလိုပါပဲကျွန်တော်တို့အနေနဲ့ပူးတွဲဆောင်ရွက်ဖို့စရာထက်တန်နေပါတယ်အတူတကအစပြီးလက်တွဲလုပ်ရမယ့်အခြေအနေမှာပဲရှိပါသေးတယ်ငွေကြေးအခက်အခဲကုသမှုဒီလန်းအစ်စ်ကိုရန်ကုန်လိုမြို့ကြီးကနေနယ်ဝေးဒေသတွေအထိအရောက်ပို့နိုင်မယ့်အခက်အခဲတွေစိန်ခေါ်မှုတွေအများအပြားရှိနေသေးပါအင်မတန်စ조사ရအောင်ပါ လွယ်လွယ်ကူကူနဲ့ဖြစ်လာမယ့်ကိစ္စမဟုတ်ပါဘူး။အားလုံးကတန်ထိတ်တန်ချပြီးလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။အခုတော့ The Global Fund ကလည်းငွေကြေးအင်အားကူညီဖို့ရှိနေပါတယ်။ Is the treatment expensive at all? TB ဝင်နာရှင်တွေအားကုသမှုခံယူဖို့ခက်ခက်ခဲခဲစဉ်းစားကြရတယ်လို့ကြားသိရပူပါတယ်။ဆရာအနေနဲ့ဘယ်လိုမြင်ပါသလဲ။ If I was asked to Uh, take a treatment that is 2 years long ပြောချင်တာကတော့ကျွန်တော်ကိုတရက်အလုံး20လောက်ထမင်းစားတယ်လို့တောက်ရမယ်ဆေးကိုနှစ်နှစ်ကြာတောက်ခိုင်းမယ်ဆိုရင်ခက်ခဲတာပါပဲ ဘယ်သူကလှုပ်ချင်ပါမလဲတချိန်ထဲမှာလဲဆေးကြာရှည်တောက်ရတဲ့အတွက်နားမကြတော့တဲ့ဟာမျိုးစိုးကျိုးတက်ရောက်မှုတွေကလည်းရှိသေးတယ်ဒါကြောင့်ကျွန်တော်တို့ MSF ကအရင်အားလိုနှစ်နှစ်ကြာဆေးတောက်ရတာကနေ6လအထိရော့ချနိုင်အောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်တချိန်ထဲမှာလဲကုသမှုဆေးဝါးအသစ်ပေါ်တိုင်းမြန်မာနိုင်ငံမှာကုသနိုင်အောင်တပြိုင်တည်းတည်းကြိုးပမ်းနေတာဖြစ်ပါတယ်လက်ရှိ TV ကုသမှုဆေးဝါးကုန်ကျစရိတ်ဟာတဦးကိုအမေရိကန်ဒေါ်လာ9000လောက်ကုန်ကြပါတယ်ဈေးကြီးတော့ပါတယ်အစိုးရကလည်းလူတိုင်းအတွက်မတတ်နိုင်ပါဘူးကုန်ကျစရိတ်ဆိုတာဆေးဝါးနဲ့မဟုတ်ပါဘူး ဝေဒနာရှင်ကိုပြုစုဆောင်ရှောက်ရတာလည်းပါဝင်ပါတယ်ကျွန်တော်တို့အခုဆောင်ရွက်မှာကစေဝါကုသမှုအားလုံးအခမဲ့ဖြစ်ပါတယ်ဒါကြောင့်စေတောက်ရတဲ့ကာလကိုနည်းနိုင်သမျှနည်းအောင်နီလန်းအစ်စ်တွေရှာဖွေခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အခုအစိုးရကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ MSF တို့ရဲ့ပူးတွဲစီမံခန့်ရရရှိအတွက်ပါ TB ယောဂတိုက်ဖျက်ရေးကအချိန်လိုပါတယ်အချိန်ယူပြီးတိုက်ဖျက်ရမှာဖြစ်ပါတယ် Thank you Dr. Rooney Thank you so much မတူကွဲပြားတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံအတူရှင်တွဲနေထိုင်ကြတဲ့အခြေအနေတွေကိုလေ့လာဖို့အတွက်မြန်မာနိုင်ငံကနိုင်ငံရေးဘာသာရေးခေါင်းဆောင်တွေနဲ့တိုင်းဒေသခေါင်းဆောင်တွေအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပါတယ်။ဒီလေ့လာရေးအဖွဲ့မှာပါဝင်တဲ့ကချင်နှစ်ချင်းခရီးယံအဖွဲ့ကဥက္ကွန်တောင်ကို RFA ဝိုင်းတို့သားဥက္ကမောင်စုကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ ခွန်တောင်းခင်ဗျာအခု RFA လာရောက်တဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုအမေရိကန်ပြည်တော်မှုလာတဲ့ခီးစဉ်ကနေပြီးတော့မြန်မာနိုင်ငံမှာဒီလိုပေါ့နော်လူမျိုးပါတာအပေါင်းဆုံးရှင်တွဲနေထိုင်ရေးချစ်ချင်ညီညာမှုရှိရေးဆရာဘယ်လိုအထောက်အကူပြုနိုင်မလဲခင်ဗျာအဲကျွန်တော်ဒီခီးစဉ်ကကျွန်တော်တို့ကိုအဲလူမျိုးမတူအယူအဆအယူဝါဒမတူပေါ့နော်ဟုတ်ကဲ့ခင်ဗျာဒီရင်ကျဲမှုမတူတဲ့အဖွဲ့ဒီ ဘယ်လိုငင်းချမ်းစွာနေထိုင်တယ်လဲဆိုတော့အချက်များကိုပေါ့လေကျွန်တော်တို့အများကြီးလေ့လာရပါတယ်အဲကျွန်တော်တို့ဒီဒီအတိုင်းကျွန်တော်တို့ပုံမှန်ပြန်မပြန်သုံးလို့ရတဲ့ကိစ္စလည်းရှိတယ်အဲကျွန်တော်တို့ရေခမ်းမြေခမ်းအတိုင်းပြန်ပြီးမှကျွန်တော်တို့ပြုပြင်ပြောင်းလဲမှသုံးပြုပို့ရလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ဥက္ကဋ္ဌအမြင်ရဆိုရင်လက်ရှိမြန်မာပြည်မှာပေါ့ဗျာကချင်ပြည်နယ်မှာတော့နည်းနည်းပါးပါးရှိတယ်လို့ကျွန်တော်ကြားတာပေါ့အဓိကတော့ ကျွန်တော်တို့ဒီကလွန်ခဲ့တဲ့နှစ်နှစ်ကရခိုင်ပြည်နယ်မှာစားခဲ့တဲ့အနောက်တခြားမြို့ရွာတွေမှာဖြစ်တဲ့အဲမကြခင်ရဆိုမိတ်တီလာမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီလူမျိုးရေးပါတာရေးအတွင်ဆောင်တဲ့ဒီပြိပက္ခတွေပေါ့အဲ့ဒါတွေချုပ်ငင်းတွေအတိအကဘာတွေလိုအပ်မလဲခင်ဗျာအပြန်လန်နားလည်မှုတည်ဆောက်ရမယ်ပြီးလို့ရှိရင်အပြန်လန်ဒီလေးစားမှုပေါ့နော်အပြန်လန်လေးစားမှုတွေအပြန်လန်အဲ ပူပေါင်းဆောင်ရွက်မှုတွေအအများဖြင့်ကျွန်တော်အားရမျိုးတွေအများကြီးတိဆောက်အောင်ဖြစ်ပါတယ်ပြန်လည်လေးစားမှုတွေတယောက်တယောက်နားလည်မှုတွေပိုလောင်လက်တွေ့နီးအားဖြင့်ကြရင်အမိုင်ဘယ်လိုတွေအကောင့်တွေပေါ်မလဲဘယ်လိုတွေအကောင့်တွေပေါ်မလဲအဘယ်လိုတွေကကြည့်ကြကိုယ်ကိုယ်နဲ့ဘယ်လိုလက်တွေ့လုံပြီးလုံဟန်နေဘယ်လိုလုံရင်ကောင်းမလဲဆက်လာအဲ့ဒီချက်ကကျွန်တော်တို့ခုအမေရိကပြန်မြန်မာဘမပြန်ရောက်ရှင်ကျွန်တော်တို့အဲအသေးစိတ်ပေါ့နော်အခြေခံတေးစိတ်ပြန်ပြီးဆွေးနွေးရမယ့်အပိုင်ဖြစ်ပါတယ်အဲ့ဒါအဲစီမံကိန်းချဖို့လိုတယ်ပြီးတော့အဲ့ဒီအတိုင်းပေါ့နော် အဲဒီ grassroots တွေကိုကျွန်တော်တို့အဲဒီတဘောတရားတွေကိုအဲပြန့်နှံ့စေဖို့ပေါ့နော်အဲအဲ့ဒါအရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်တော့နိုင်ငံတော်ပိုင်းကတော့ဘာတွေလုပ်ပြီးကောင်းမလဲခင်ဗျာနိုင်ငံတော်ပိုင်းကတော့အဲဒီကျွန်တော်တို့ကိုထောက်ပံ့တဲ့အပိုင်းလိုအပ်ပါတယ်နိုင်ငံတော်ပိုင်းကတော့အဓိကတော့ဒီအဲ rule of law ပေါ့နော်အဲ့ဒီအပိုင်းလည်းအများကြီးထိမ့်ပေးဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်ကန္တာ တစ်ခုတည်းနေတော့မရဘူးလေကောင်းတော့ပေါင်းစုံပေါ့ကျွန်တော်လုပ်ရမယ့်အပိုင်းရှိပါတယ်ဘာသာရေးလွတ်လပ်ခွင့်တွေကိုအဲကောင်းမွန်စွာခွင့်ပြုမှုပေါ့အဲ့ဒါတွေမြန်မာအများကြီးလို့ပါတယ်ကျွန်တော်တို့လူမျိုးဘာသာအယူဝါဒကွဲပြားလင့်ကစားဟုတ်ကဲ့တယောက်တစ်ယောက်ဒီလိုငြိမ်းချစွာအတူရှင်တွဲနေထိုင်ဖို့အတွက်အဓိကအချက်ကိုဆရာဘလုံးရမြင်လိုက်ခင်ဗျာအဓိကအချက်ကတော့အဲလူတိုင်းဟာ ဖြောင်းမတ်ဖို့နော်လူတိုင်းဟာဖြောင်းမတ်ဖို့လိုပါတယ်။နောက်အချင်းချင်းဆက်ဆံတဲ့အခါမှာတရားမြတ်စွာအဲဆက်ဆံဖို့ပေါ့နော်လုတ်ကြိုက်ဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ခရီးဘာသာနဲ့ပြောမယ်ဆိုရှင်ဒီငင်းချမ်းချင်းဟာသူ့အတူနဲ့ဖြစ်လာတာမဟုတ်ဘူးပေါ့။ငင်းချမ်းချင်းဆိုတာဖြောင်းမတ်ခြင်းနဲ့တရားမြတ်ခြင်းရဲ့အတိအပွင့်ပဲ။အဲကြောင့်ကျွန်တော်တို့အဲ့ဒါလေအများကြီးလိုပါတယ်။ဟုတ်ကဲ့ ကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အရဖေရမြင့်တန်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါရှင်အခုတခါမကွေးတိုင်းငဖဲမြို့နယ်တောက်တဲ့တောင်ကျေးရဆင်စကန်းမှာတစ်ထုတ်လုပ်ရေးမှအသုံးပြုတဲ့ဆင်တွေကိုထိမ့်သိမ်းဆောင်ရှောက်တဲ့လုပ်ငန်းတွေအကြောင်းဆောင်းပါးတစ်ပုဒ်ကိုထုတ်လွှင့်ပေးပါပါအရဖေတင်တောက်ကိုစောတူကတင်ပြထားပါတယ်ရှင်ခက်ခဲတဲ့တောင်တဲ့တောင်ဆင်ခီးကျမ်းများ ဝင်ကြီးပို့ဆောင်ပေးတဲ့စင်စခန်းကို မကွေးတိုင်းဒေသကြီးငဖဲမျိုးနယ်ကတောက်တဲ့တောင်ချီရင်ငရံချောင်းနှဘေးမှာတဲငယ်များနဲ့ပြီးဆောက်ထားတာပါစင်စခန်းကစင်ဦးကြီးများနဲ့စင်များဆောင်ရွက်ပေးရပုံကို ခုလိုပြောပြပါတယ်ဟောမဲ့ပေါ့အဲ့လိုမျိုးရေဆော်ကခန့်တယ်လေအကောခန့်တယ်လာရွေးလောက်လက်ကြည့်ရတာဆက်လိုက်ကြ 你来了几遍了？有点多的呀，没麻将了。俺都没时间。现在银包，银包红包，俺有。你你那了块的？多少钱？七十年，这个不变，差一差点都。如今的货来看，贵。很少，稳部。满得到九万吨。 တစ်ထုတ်လုပ်တဲ့အလုတ်စင်ဝိုင်း၄ဝိုင်းမှာလိုအပ်တဲ့ရိတ်ခါနဲ့လူကြီးခင်းစင်တွေကိုဒီစီးစင်ဝိုင်းကဆောင်ရွက်ပေးရတာပါစင်ကောင်အသုံးဝင်ဖို့မွေးမြူလေ့ကျင့်ပေးပုံကိုစင်ကောင်မှအခုလိုရှင်းပြခဲ့ပါတယ်ကျွန်တော်ပတ်သက်လို့ကတော့ဒီလိုပဲကျွန်တော်ကစီးစင်ဝိုင်းဆိုတော့စင်လေးတွေရင်ပါအောင်မနေ့စဉ်နေ့တိုင်းပြည့်နေရဒီအမဲ့အထုအထလို့အမြောက်တို့ဒီလူငယ်လေးရင်ပါအောင်ကျွန်တော်ကဘုလိုပဲဝင်တင်ဝင်ပို့လေးတွေပဲအခုချိန်မှာတော့အသုံးချရတယ် 我了拆迁的大笔嘛，六块五块。我安才大月收咋笔增加了。剩下的我不卖路了，我们去路路费。我了一大人一人路过了，一个人生活了了，人生人生了生了。大人的生了就他的的也生了也，我没没的个，出来就搞，没有。 ကားမရင်တဲ့ဆင်ကြတော့လည်းပဲတက်တက်မှာတကားမှမမွေးတဲ့ဆင်တွေပဲ။ကြောက်မှရေးကောင်းအောင်ကတော့အမြဲတမ်းလိုဝဲဆောက်ချော်တဲ့စားမကြီးပုံမှန်ကျွေးရတဲ့ရေးအမြဲတမ်းချရတဲ့ဆွေးရဒိုးနော်တက်ရတယ်ပေါ့ကျွန်တော်။ဟိုအစားစားဖို့တို့ကတော့ဒီလိုပဲတိုးတဲ့မှာဝေယုံစားပဲဆိုတော့ဒါပေါ့ဒီအားလို့ဘာလို့မရှိဘူးဆိုရင်တော့ဒီတက်ဆိုင်ကနေပဲစဘာဖြစ်စရာပေါ့စဘာလို့ဘာလို့ပြောင်းလို့အဲ့လိုတွေ့။ဒေသတွင်တစ်ထုတ်လုံးနိုင်မှုနည်းပါးလာတဲ့အတွက်စင်များရခင်ကတဲ့သုံးချခံရမှု သက်သာလာတယ်လို့ပြောကြခဲ့ပါတယ်ခင်ဗျာဟောဒီမှာတော့အရှင်က၄ဝိုင်းအလုတ်ဆင်ဝိုင်း၄ဝိုင်းရှိတယ်ဒီဆင်ဝိုင်းတွေဘိုးဘက်ဒီကလက်ခါတော့ဘာလို့ပို့ပေးရတာပေါ့တော့တောင်မော်တော့တိထုတ်လို့မပဲအခုတော့တဖြည်းဖြည်းနဲ့ချော့သွားကျွန်တော်တို့ဒီမနဲ့မှာဆိုတက်ကက2000ပဲရှိတယ်တဝိုင်းမှာပင်တော့900လောက်ပေါ့တန်900လောက်ပဲထုတ်တယ်ဒါဆိုတော့အရင်တော့ကတော့ဒီတောင်ဟိုဆင်တဝဲဟို1000 1200လောက်ထုတ်နေရတာပေါ့အခုကတော့အဲ့လိုမဟုတ်တော့ဘူး ဒီတနေလုံးမှာမန်းနဲ့တနေလုံးမှာကျွန်တော်တို့က2000နဲ့ဒီစင်လို့ဝိမ့်မှာတနေစင်တွေအတွက်ကတော့အရင်ရတဲ့ဆိုင်တော့အခုတော့ပိုးလို့အဆင်ပြေလာပါဘူးလို့ဆိုတော့တက်ထောက်ရတာလည်းပဲတန်ရလည်းနည်းလာတာသူတို့မှလည်းတက်တာလာတယ်အဲ့တော့သူတို့ဘယ်မှာအရင်ကတော့ပြည့်ပြည့်ကောကောလောက်ရတာဆိုတော့ဒီလောက်ကြီးတော့စင်တွေမှာတော့မနေလာတော့ဘူးကြမ်းမကြီးရစားလို့ဒီလုံငန်းမပြန်မနာပါဘူးဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာနေပဲပြီးဆုံးပါပြီ ပြည်သက်တဲ့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။